အားလုံးမင်္ဂလာပါဗျာနော်အားလုံးမင်္ဂလာပါကျွန်တော်ခုပြပေးမှာသူလေးပင်တစ်ဖြက်ဆိုင်နော်လေးပင်တစ်ဖြက်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ဒီလေးပင်တစ်ဖြက်နော်ဒီလေးပင်တစ်ဖြက်ပြန်ကြဆိုင်တွေကလိုင်းပေါ်မှာလူတိုင်းတင်နေတဲ့အတွက်ကျွန်တော်ပြန်ကြအောင်တင်မပေးတော့ဘူးเนาะကျွန်တော်ရှိမှပြန်ကြ site ၄မျိုးရှိတယ်ဒါမှမတင်မပေးတော့ဘူးတင်မပေးတော့ဆိုပေမဲ့အခုဒီကောင်က၄ပင်တစ်ဖြတ်ကြတဲ့ site ကခဏန်းလည်းပြန်ကြခဏန်းဖြစ်နေเนาะ site ကတော့ပြန်ကြ site မဟုတ်ဘူးဒါမှမထွက်ရလာတဲ့ခဏန်းပြန်ကြခဏန်းเนาะ ြန်ကြဆိုင်တော့မဟုတ်ဘူးဒါမှပြန်ကြရတယ်နော်ဟုတ်ကဲ့ကြည့်အောင်နော်ဒီတစ်ပင်နှစ်ပင်သုံးပင်လေးပင်တစ်ပြက်နော်ဒီမှာကြမယ်နောက်တစ်ချိန်ကတစ်ပင်နှစ်ပင်သုံးပင်လေးပင်ဒီမှာရှစ်ချိန်မှာတစ်ခါကြမယ်နော်ခဏရှစ်ချိန်မှာတစ်ခါရမယ်ဒီချိန်နှစ်ချိန်သုံးချိန်လေးချိန်ခု12ချိန်တစ်ခါရမယ်နော်သူကဒီ site ကနော်12ချိန်တစ်ခါအဲ့တော့လေးချိန်လေးချိန်မှာတစ်ခါရှစ်ချိန်မှာတစ်ခါ12ချိန်မှာတစ်ခါလေးပင်တစ်ပြက်ဆိုင်ဖို့နော်ဟုတ်ကဲ့ကြည့်အောင်နော်သူကဒီမှာတစ်ခါကနော်ဒီတစ်ခါကတစ်ခါဝင်နော် တခါတခါဝင်နေဖရိုင်ကဒီကစတဲ့တာနော်တခါတခါဝင်နေဝင်ပြီးတာနဲ့သူကဒီနောက်ပေါင်းလေးနဲ့တဲ့နော်ဒီတုံညာခါနဲ့လေးနော်နောက်ပေါင်းလေးနဲ့တုံညာခါနဲ့လေးရပါပါဘူးကိုးနောက်ပိတ်တဲ့ဒီမှာတက်ပြီးတော့နော်ကိုးနောက်ပိတ်တဲ့တက်ပြီးပြီးတာနဲ့သူကဒီဗရိတ်ခွန်ဒီဒီမှာခွန်ခါလာကြနော်ဒါပထမကတ်ကိုပြရအောင်နော် ဒီလေးရဲ့ပါပါကိုနောက်ပိတ်တယ်ပိတ်ပြီးတာနဲ့ဒီဘရိတ်ခုံခွန်ခါဝင်တယ်နော်ဝင်လိုက်တာနဲ့သူဒီကနန်းကိုကျတော့ကစားမှာအဲ့မှာကစားမှာချိန်မှာသူလေးပင်တစ်ဖြတ်နော်လေးပင်တစ်ဖြတ်ဖြစ်တဲ့အတွက်ခါတောင်သုံးလုံးက14တဲ့အဲ့14နဲ့ဒီဘရိတ်27နဲ့ပေါင်35အထိကြရတယ်နော်ဒါဘရိတ်ဖန့်ပြရတယ်နော်ခါတောင်သုံးလုံးက14တဲ့အဲ့14နဲ့ဒီဘရိတ်27နဲ့ပေါင်35ရတယ်နော်35ရတော့ဟုတ်ပြီအဲ့ကနန်းဘယ်ကနန်းဖြစ်မလဲနော်ကနန်းဘယ်ကနန်းဖြစ်မလဲဆိုတော့သူကဒီ လေးဒီလေးပါပါကိုဒီခွန်ဒီခွန်ခါလို့ထိုင်လိုက်တာနဲ့တဲ့နော်အဲ့ဒီခါတောင်တုံတုံ14နဲ့ break 21နဲ့ဒီ35အတိကျရရမယ်နော်35အတိကျရရမယ်နော်အဲ့ဒီလို35အတိကျရရတဲ့အချိန်မှာသူကခဏန်းဘယ်ခဏန်းဖြစ်မလဲဆိုတော့ဒီခွန်ဟာတဲ့ခွန်ခါလို့ထိုင်ပြီးတာနဲ့အဲ့ကွာပေါင်းချင်း၈တီးတဲ့၈ထိပ်ပါတဲ့နော်ပြီးရင်ဒီ break 6တီးတဲ့6ခါတဲ့နော် ဒီ break ခွန်ကခွန်ခါထိုင်နေတိုင်းပြန်နေဒီ break ကိုကကိုခါဆက်ထိုင်နေတဲ့ဘောပေါ့နော်အဲ့တော့ကွာပေါင်း break ခွန်ကခွန်ခါထိုင်နေချိန်မှာကွာပေါင်းရင်းရှစ်တီရှစ်ထိပ်နော်ဒီ break ကိုဒီကိုခါသုံးလုံး၄ပေါ့နော်ဒီနောက်တွဲကို၅နဲ့ဒီသုံးရခါနဲ့၄အဲ့လေးဒီ၄နောက်ပိတ်ပါတယ်နော်ဒါလုံးစံနဲ့ထိတ်ခါအပိတ်နော်ထိတ်ခါအပိတ်နေရာနဲ့လုံးလံနဲ့ထည့်ပြရတာเนาะအဲ့ဒီအချိန်မှာဒီကိုယ့်ဝက်ဘဝလေးနောက်ပိတ်ပါတယ်เนาะကိုယ့်ဝက်ဘဝလေးနောက်ပိတ်တယ်ဒီကွာပေါင်းကြီး၈က၈ထိတ်ဒီ break ကိုက၉ခ ဒီခောက်တဲ့လေးဒီလေးနောက်ပိတ်နော်အဲ့ဒီချိန်အဲ့လေးနောက်ပိတ်ဒီကိုးပါပါလေးနောက်ပိတ်ဖြစ်နေရမယ်နော်အဲ့ဒီချိန်မှာ तू ကခါရောင်တုံတုံ14နဲ့ break 27နဲ့ကို35အတိအကျကစားတယ်နော်ဒါပထမကတ်ဟုတ်ပြီဒုတိယကတ်လေးချိန်ပြီးတော့ဒေးဝင်တစ်ဖြတ်တော့ဒီချိန်2ချိန်3ချိန်ဒေးဝင်တစ်ဖြတ်ဒီမှာကနေနော်အဲ့ဒီကောင်ဒီလည်းပဲအဲ့တိုင်းပဲနော်ပထမကတ်တော့ပဲ तू ကတစ်ခါတစ်ခါထိုင်ပြီးတော့ तू 3ညခါ3ညခါထိုင်နေတယ်နော်တိုင်းပြည်ကနေတဲ့သူကဒီနောက်ပေါင်းခွန်နဲ့ဒီတက်ခါနဲ့ကိုရှစ်အဲ့ရှစ်ကပါပါဘူးသုံးလူဒီမှာတက် နောက်ပြရမှာနော်ပြည်ကနဲ့အဲ့ရှစ်ခောက်ထားတဲ့ကောင်ရဲ့ဒီ break နှစ်တည်လည်းပဲနှစ်ခါဝင်ရမှာเนาะသူကနှစ်ချက်စလုံးအလုပ်လုပ်ထားလို့ဒီဘွဲကိုကျွန်တော်တို့ကကစားမှာဟုတ်ပြီအဲ့ဒါဆိုရင်လည်းသူ့800လို့ပဲသူကခါထောင်၃လုံး16နဲ့တဲ့ဒီ break 16နဲ့ပေါင်းရင်35အတိကျပါတယ်เนาะ35အတိကျရတယ်เนาะခါထောင်၃လုံး16နဲ့တဲ့ break 16နဲ့ပေါင်းရင်35အတိကျရတယ်ဟုတ်ပြီအဲ့ဒါဆို35အတိကျရရင်အဲ့ကဏ္ဍဒီဘယ်ကဏ္ဍဖြစ်မလဲเนาะကျွန်တော်တို့ကဒီ break နှစ်တည်တဲ့နှစ်ခါလို့ဝင်လိုက်တာ ਨੇ အဲ့ဒီကောင်ရဲ့ကွာပေါင်းချင်းသုံးဟာသုံးထိပ်ပါတဲ့နော်သုံးထိပ်အဲ့ဒီအချိန်မှာသူကဘရိတ်နှစ်တိနှစ်ခါဝင်ပြီးရတယ်ဒီဘရိတ်၈တိလည်းပဲ၈ခါပါတဲ့နော်၈ခါနော်အဲ့ဒီအချိန်မှာဒီသုံးလုံးပေါင်းချင်း၈တိတဲ့၈နောက်ပိတ်ပါဆိုသုံး၈၈နော်ထိပ်ခါအပိတ်ကိုလုံးစံနဲ့တခါတည်းအပိထည့်တာနော်အထိုင်နဲ့အထိုင်နဲ့ခဏလုံးစံနဲ့အပိထည့်တာနော်အဲ့တော့ ီကွာပေါင်းဒီ break နှစ်တီနှစ်ခါအရင်ရမှာဒီဝင်ပြီးတာနဲ့သူကွာပေါင်းချင်း၃တီ၃ထည့်တဲ့အောက်က break ရှစ်တီရှစ်ခါတဲ့နော်အဲ့ဒီမှာဒီ၃လုံးခေါက်လိုက်တဲ့ရှစ်တီရှစ်လုံးနောက်ပိတ်ရတာနဲ့အဲ့ဒီ၃ဝင်ပေါ်ကရှစ်နောက်ပိတ်နဲ့သူကတထက်ထဲပေါ့နော်ဟုတ်ပြီအဲ့ဒီချိန်မှာလည်းဒီခါတော့၃လုံးက16 16နဲ့19နဲ့ပေါင်းရင်35အထိကြရရတယ်နော်ဟုတ်ပြီဒါဆိုတတိယကတ်ကျွန်တော်တို့သွားကြည့်အောင်တတိယကတ်မှာကြာဒီမှာသူကခွန်ခါခွန်ခါထောက်လိုက်ပြီเนาะအဲ့ထောက်လိုက်တာ ਨੇ တဲ့သူကဒီသုံးလုံးပေါင်းခြင်းသူက၄ပေါ့เนาะ ဒီတုံညာလေးနောက်တွဲနဲ့ဒီခါနဲ့လေးအဲ့လေးရဲ့ဘာပါဒီကိုးလာလို့ဒီကိုတက်ပေးရမယ်နော်ကိုးနောက်ပိတ်လို့တက်ပေးရမယ်ဒီလေးရဲ့ဘာပါဒီကိုးနောက်ပိတ်တက်ပေးရမယ်ပိတ်လိုက်တာနဲ့အဲ့ဒီအချိန်မှာသူကဒီဗရိတ်ကိုးဒီပြီးခဲ့တဲ့ကိုယ်ကိုးခါလို့သူကဝင်ခိုင်းတာနော်လုံးစံအနေနဲ့ပဲသူကထည့်သွားတာနော်အကုန်လုံးကလုံးစံနဲ့ထည့်သွားတာနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီဗရိတ်ကိုးကိုးခါလို့ထည့်လိုက်တာနဲ့ကျွန်တော်တို့ကဒီခွာပေါင်းကြီး ကိုးဒီတဲ့ဒီဘက်မှာကိုးထိပ်ပါတဲ့နော်ဘောကောင်းချင်းဒီကိုးဒီကိုးထိပ်ပါတဲ့နော်အဲ့တော့ဒီ break ရှစ်က6ခါတဲ့နော် break ရှစ်က break ကိုကကိုးခါဝင်မယ် break ရှစ်က6ခါဝင်မယ်ခါ2တက်ပေါ့နော်ဒီမှာလည်း break 2က2ခါဝင်မယ် break ရှစ်က6ခါဝင်မယ်ခါ2ပွဲဆက်တိုက်ပေါ့နော်ဒီအပေါ်မှာလည်းပဲသူက ဒီ break ခုံကခွန်ခါဝင်မယ် break ကိုကကိုခါဝင်မယ်เนาะနှစ်ပွဲစက်တိုက်ကစားရတဲ့သဘောเนาะဟုတ်ပြီအဲ့ဒါဆိုရင်အခုဒီပွဲမှာလည်းပဲ तू ကဒီ break ကိုကကိုခါလို့ဝင်ပြီရနေတဲ့ဒီ break ရှိတာ၈ခါတဲ့ကွာပေါင်းချင်းကိုကကိုထိပ်ပါတဲ့เนาะဒီ break break ကိုကကိုခါဝင်ထားတဲ့ကောင်ကကွာပေါင်းချင်းကိုကကိုထိပ်တဲ့เนาะဒီ break ရှိက၈ခါတဲ့เนาะ၈ခါအဲ့ဒီအချိန်မှာဒီ၃လုံး၄၄နောက်ပိတ်ပါเนาะ၉၈၄တက်ကြเนาะအဲ့ဒီ၄၄နောက်ပိတ်လိုက်တာ ਨੇ ဒီ၉ဝယ်ပါပါ तू က၄နောက်ပိတ်ပါတဲ့เนาะ ဒါ၄ပင်တစ်ဖြတ်ပေါ့နော်၁၂ပင်ကို၃ကပ်စီပေါ့နော်ဒါ94ပေါ့နော်94တဲကြတယ်နော်အဲ့ဒီချိန်မှာလည်းပဲတဲ့သူကခါးသုံးလုံးက14ဖြစ်ထားတဲ့အတွက်25ဖြစ်ဗရိတ်21အတိကျထည့်ခိုင်းတာနော်ဗရိတ်21အတိကျထည့်ခိုင်းတာဒီ14နဲ့ဒီဗရိတ်21နဲ့ပေါင်းမှာ35ဒီမှာအတိကျလာရမယ်နော်နောက်တစ်ခေါက်ပြန်ရှင်းပြမယ်နော်နားလည်အောင်လို့နော်နောက်တစ်ခေါက်ပြန်ရှင်းပြမယ်တစ်ခါတစ်ခါဝင်ပြရနေတဲ့သူကဒီ ခောက်သူ့ရဲ့ဘေးကဒီနောက်ပေါင်း၄နဲ့ဒီ၃ခန်းနဲ့လေအဲ့လေးဒီလေးပါပါကိုလို့နောက်ပိတ်လိုက်တယ်ပိတ်ပြီးတာနဲ့အောက်တပွဲကျော်မှသူကဗရိတ်ခွန်ဒီခွန်ခါလို့ဝင်ခိုင်းတာအဲ့လိုခွန်ခါလို့ဝင်လိုက်တာနဲ့တပြိုင်နက်တည်းအဲ့ခွန်ခါဝင်ထားတဲ့ဗရိတ်ခွန်ကကွာပေါင်းကြီး၈ကရှစ်ထိပ်ပါတယ်နော်ဒီအောက်ကဗရိတ်ကိုဗရိတ်ခွန်ကခွန်ခါဝင်တယ်ဗရိတ်ကိုကကိုပါတယ်နော်အဲ့ဒီအချိန်မှာဒီကို၃၄ 9395 4အဲ့၄ဒီ၄နောက်ပိတ်ပါရတယ်เนาะအဲ့ဒီ၄နောက်ပိတ်ဒီ9ရဲ့ပါပါ၄နောက်ပိတ်ဖြစ်ရမယ်တဲ့เนาะအဲ့ဒီအချိန်မှာသူကခါးတောင်3တုံးက14တဲ့အဲ့ဆက်၄ ਨੇ ဘရိတ်21နဲ့ပေါင်းရင်35အတိအကျရပါတယ်တဲ့เนาะခါးတောင်3တုံး9394နဲ့ဘရိတ်21နဲ့ပေါင်းရင်35အတိအကျရရเนาะဒါပထမကတ်ဒုတိယကတ်မှာလည်းသူဒီတိုင်းပဲ300ခါ300ခါဝင်လိုက်တယ်အဲ့လိုဝင်လိုက်တယ်တဲ့သူကဒီနောက်ပေါင်း9နဲ့เนาะ 69ဆိုတဲ့ခဏနဲ့နောက်ပေါင်း9တက်ခါနဲ့ရှစ်ခဲ့ပါပါ3နောက်ပိတ်လို့စဖို့တက်ရရမယ်။ရိုက်ပြန်သူ့ရဲ့အောက်တဘွဲကျော်မှာအဲ့ break နှစ်တီနှစ်ခါလို့ဝင်ရမှာနော်။အဲ့ break နှစ်တီနှစ်ခါလို့ဝင်လိုက်တာနဲ့သူ့အောက်မှာလည်း break ရှစ်တီရှစ်ခါဆက်ဝင်တယ်။အဲ့ဒီ break နှစ်တီနှစ်ခါလို့ဝင်လိုက်တာနဲ့ဒီခွာပေါင်းချင်း3တီထိပ်စီးပါတဲ့။ဒီ break ရှစ်တီရှစ်နောက်ပိတ်ပါတဲ့။ဒီ3လုံးခောက်ထားတဲ့ရှစ်ကလည်းပဲရှစ်နောက်ပိတ်ပါဆို388တခွက်ထက်ထွက်တယ်နော်။အဲ့ဒီဘုံပါပါရှစ်ကလည်းထောက်ထားရမယ်ဒီခါတော့၃လုံးက16 16နဲ့ဗရိတ်19နဲ့ပေါင်းရင်30ဗရိတ်တိကျဖြစ်နေရမယ်เนาะ ဟုတ်ပြီနော်ဒါသကူတက်တရာကောက်ကိုကျွန်တော်သွားမယ်ဒီခွန်ခါခွန်ခါဝင်နေအဲ့ဝင်နေချိန်မှာဒီ၄ပါဝါ၃ည၃ည၄၃ည၄ပါဝါ၉နောက်ပိတ်ဆိုဒီကိုတက်ရရမှာနော်ရိုက်ပြန်တဲ့အောက်တပွဲကျော်မှာ तू ကဘရိတ်ကိုဒီ၉ခါလို့ဝင်ရမှာအဲ့လို၉ခါလို့ဝင်ပြီးတာနဲ့ဒီအောက်ကဘရိတ်ရှစ်ဒီ၈ခါဝင်မယ်အဲ့ဒီဘရိတ်ကိုက၉ခါဝင်ထားတဲ့ကောင်ကွာပေါင်းချင်း၉ဒီ၉ထိပ်ပါရတယ်နော်ဒီဘရိတ်ရှစ်က၈ခါရတယ်နော်အဲ့ဒီအချိန်မှာဒီ၃နှုတ်ခေါက်ချင်း၄ဒီ၄နောက်ပိတ်ပါရတယ်နော်၈၉၄နော် အဲ့ဒီကိုပါပါ၄00လည်းပဲသူကထောက်ထားနော်အဲ့လိုကြားတဲ့အချိန်မှာပဲဒီ35ကို14အဲ့14နဲ့ဒီ break 27နဲ့ပေါင်းမှာ35အထိကြာရမယ်နော်ဟုတ်ကဲ့ဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်ဗျာနော်အားလုံးပဲကိုလန်နော်ကံကောင်းကြပါသည်နော်စနစ်အရာကတော့ပြန်ကြမဟုတ်ဘူးနော်စိုက်ရပြန်ကြမဟုတ်ဘူးဒါပေမဲ့ထွက်လာတဲ့ကဏ္ဍပြန်ကြကဏ္ဍ984နော်ဒက်ကိုလှည့်ကြမလို့ဘူးနော်သူက984ဒက်တော်ကောင်းကိုကျွန်တော်ထုတ်ပေးလိုက်တယ်နော်အားလုံးပဲကိုလန်နော်ကံကောင်းကြပါသည်